ဘောလားလေးမှာလာကစားတဲ့လူဝက်ကစားသမားတပွဲကစားရင်ပေါင်၄၀၀ရမယ်ဂူသမားကလက်ကိုအသုံးပြုခွင့်မရဘူးပရီးမီးယားလိကစားသမားဟောင်းတွေနဲ့အင်ဖလူရန်ဆာတွေဝင်ရောက်စိတ်မဲနေတဲ့နာမည်ကဘောလားလေးပါပဲဘောလားလေးကိုဂျာမန်လုပ်ငန်းရှင်ဖီလစ်စထရက်က2024ခုနှစ်မှာစတင်အသက်သွင်းခဲ့ပါတယ်ဘောလားလေးကိုစီရီဆိုက်အသင်း၁၂တင်းမှာအမှတ်ပေးစနစ်နဲ့ရုံတွင်းပြိုင်ပွဲဖြစ်ကျင်းပနေပြီးရမှတ်အများဆုံးရတဲ့အသင်း၄တင်းကဆီမီဖိုင်နယ်ကစားကဖိုင်နယ်အဆင့်ရောက်အသင်း၂တင်းတွေကတင်းရချန်ပီယံဖြစ်မှာပါအခုလောလောဆယ်လန်ဒန်ကကိုဘောက်ဘော့ရှ်အရီနာမှာအပတ်စဉ်တနင်္လာနေ့တိုင်းကျင်းပနေတာဖြစ်ပါတယ် traditional football လောကနဲ့မတူကွဲပြားခြားနားတဲ့ဘောလာလီမှာအဝေးကန်ချင်တဲ့သင်္ကိုကိုနှစ်ဆသတ်မှတ်တာပွဲချိန်ပထမပိုင်း15မိနစ်ဒုတိယပိုင်း15မိနစ်သာသတ်မှတ်ထားတာပထမပိုင်းနဲ့ဒုတိယပိုင်းပွဲချိန်နောက်ဆုံး3မိနစ်အတွင်းမှာတစ်ဖက်ကိုကစားသမား3ယောက်ထင်းနဲ့ကစားစီတာပြီးတော့ဘောလာလီရဲ့ထူးခြားချက်တွေပါပဲဘောလာလီမှာနာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့လီမန်တယ်ရီအလန်ရှီယာရောကနီးပြပြီးလုံနေကြပါတယ်ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ဘောလာလီစီအထူးဧည့်သည်တော်တူရောက်ခဲ့ပါတယ်သူကမျက်နှာဖုံးဝစ်ပြီးဝင်ကစားသွားလို့ပရိသတ်တွေကြားတဲ့ရေပန်းစားခဲ့ပါတယ် အဲ့ဒီညနေဖုန်းဝင်ကစားသမားကလက်ရှိပြည်နာလီမှာကစားနေသူဆိုပြီးလဲသတင်းတွေထွက်လာပါတယ်။ညနေဖုန်းဝင်လိုအပ်ကစားသမားက social influencer Nico Omilana ရဲ့ NDLFC တင်ထွက်ကုစားပြုကစားပေးခဲ့တာဖြစ်ပါတယ်။ Nico Omilana ကညနေဖုန်းဝင်ကစားသမားကဘာလုပ်လဲဆိုတာကျွန်တော်ပြောလို့မရပါဘူး။ပြဿနာအကြီးကျယ်တက်သွားမှဆိုလို့ပါဆိုပြီးပြန်ပြောပါတယ်။ Premier League စီးမင်းတွေရတော့အခုလိုမျိုးတရုတ်ပြပွဲဆန်းဆန်းဘောလုံးလီမှာဝင်ကစားခွင့်ပိတ်ပင်တဲ့စီးမင်းတရားဝင်သတ်မှတ်ထားတာမျိုးတော့မရှိပါဘူး။ ဘောလာလီမှာဝင်ကစားသူတွေကတပွဲကိုပေါင်300ကနေ800ကြားပေးရပါမယ်။ပရီးမီးယားလိဂ်ကလို့ယူဆတဲ့မျက်နှာဖုံးဝင်လူဝဲကစားသမားကိုတော့ social influencer Nico Omilana ကဘလောက်နဲ့ကမ်းလှမ်းခဲ့ရလဲဆိုတာကတော့စိတ်ဝင်စရာဖြစ်ရှိနေပါတယ်။ MNS Sport မှာတိဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြိုးစားတိဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။